2023ခုနှစ်ဧပြီလကတည်းကဆူရန်စစ်တပ်နဲ့စစ်ဖြစ်နေတဲ့ချင်းလင်းအကူလက်ရုံးတပ် RSF ရဲ့လက်ချက်ကြောင့်ဆူရမအနည်းဆုံး33သေဆုံးခဲ့တယ်လို့မေလ10ရက်မှာကေဇေးသမားတွေကပြောပါရယ်စစ်တပ်ဦးဆောင်တဲ့အစိုးရအဖွဲ့ရဲ့စစ်တွင်းမြို့တော်ဖြစ်တဲ့ပို့ဆူရန်ကိုထိခိုက်စေတဲ့ RSF ဒရုန်းတိုက်ခိုက်မှုတွေ6ရက်ဇက်တိုက်ရှိလာခဲ့ပြီးတဲ့နောက်အထက်ပါတိုက်ခိုက်မှုတွေဖြစ်ပေါ်လာတာပါဒရုန်းနဲ့တိုက်ခိုက်မှုတွေကြောင့်မဟာဒါအလိုက်အပါဝင်ဆူရန်ရဲ့နောက်ဆုံးလေပတ်နေတဲ့အရက်ပတ်သုံးလေစိတ်တို့ထိခိုက်ပျက်စီးသွားခဲ့ပါရယ်မေလ9ရ ရဲ့ညနေပိုင်းမှာဒါဖာနောက်ပိုင်းမှာရှိတဲ့စစ်ဆောင်စခန်းတစ်ခုလေကြောင်းကနေတိုက်ခိုက်တာခံခဲ့ရပြီးမိသားစုတစုတွေကမိသားစုဝင်အနည်းဆုံး14ဦးသေဆုံးသွားတယ်လို့ကယ်ဆယ်ရေးအဖွဲ့ကပြောပါရယ်။ဒီတိုက်ခိုက်မှုကိုချင်းလင်းအကူလယုံတပ်ကလုံဆောင်တာဖြစ်တယ်လို့ဆိုပါရယ်။မလ9ရက်ညနေပိုင်းတော့ကစစ်ဆောင်စခန်းတစ်ခုဟာ RSF ရဲ့ပြင်းပြင်းထန်ထန်ဘုံကျဲတိုက်ခိုက်တာကိုခံခဲ့ရပါတယ်လို့ကယ်ဆယ်ရေးသမားတွေပါဝင်တဲ့အဖွဲ့ကပြောကြားခဲ့ပါရယ်။ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ဆိုပါရယ်။ ဒါဖောင်မှာပြင်းထန်တဲ့တိုက်ခိုက်မှုတွေဇက်တိုက်ဖြစ်ပွားခဲ့ပြီးတဲ့နောက်အဲ့ဒီဒေသကနေပြေးလာသူထောင်ပေါင်းများစွာဟာအဆိုပါစစ်ဆောင်စခန်းမှာနေထိုင်လျက်ရှိရလို့သိရပါဗျ။ RSF ဟာလွန်ခဲ့တဲ့သတင်းပတ်တွေကအဆိုပါစစ်ဆောင်စခန်းကိုအကြိမ်ကြိမ်ပုံကျဲခဲ့ပါဗျ။ Abdul Shock စခန်းဟာ Sansam စခန်းအနီးမှာတည်ရှိပါဗျ။